ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လ16ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းဒေါ်လာညချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကပထမဆုံးနားဆင်ရမယ့်သတင်းကတော့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒီနမခါတဲကို short တိုက်ဒရုန်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာအရာရှိ2ဦးအပါအဝင်စစ်ရှုံးကောင်စီတပ်ဘက်က9ဦးသေဆုံးတယ်လို့သိရပါဗါတယ်အဲ့တော့အဲ့လိုပြစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာနမခစစ်ဌာနချုပ်မှာကြောက်လန့်နေကြပြီး ညအချိန်မိတွေအားလုံးပိတ်ထားကြဖို့အမိန့်ထုတ်လိုက်ပြီးလို့သိရပါတယ်အဲ့တော့နေဝင်မိုးချုပ်ရင်မိတွေမှိတ်ပြီးတော့တိတ်တိတ်ကလေးနေရမဲ့သူတွေကတော့နမခဝင်းတဲ့ကအကျန်းဖက်စစ်ရှုံးကောင်စီတပ်သားတွေကိုတိုင်ဖြစ်လာရတဲ့အချိန်တွေပါသတင်းပြဆိုကျွန်တော်တို့ကြည့်အောင်ပါစကိုင်းတိုင်းမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ရမှာအရာရှိနှုတ်အပေါင်းဝင်စစ်ရှုံးကောင်စီတပ်သား9ဦးသေဆုံးပြီးစီကိုတောင်နဲ့အရန်ဆက်ပစ္စည်းကိုတောင်လဲ ပြီးလောင်ပျက်စီးခဲ့ကြောင်း Brave Warrior for Myanmar BWM ဖွဲ့တာဝန်ရှိသူတဦးကပြောပြပါတယ်ဂျွန်လ14ရက်နေ့ညစင်နေ10မိနစ်လောက်ကမုံရမြို့ခြေဆိုင်အကြမ်းတ်စစ်ရှုံးကောင်စီတက်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲကိုတရားခေါ်မှမှ short တိုက်တုံး3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ3လုံးစလုံးနာမခတပ်တွဲမှာကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်တိုက်ခိုက်မှုတွေမှာအရာရှိ2ဦးနဲ့အခြားအဆင့်စစ်သည်3ဦးပွဲချင်းမိတေဆုံးခဲ့ပြီးအရာရှိ3ဦးနဲ့အခြားအဆင့်စစ်သည်9ဦး ထိခိုက်ဒဏ်ရာရကတက်တွင်းစေကမ်းမှာလဲစေကုသမှုခံနေရတယ်လို့သိရပါတယ်။ဒါပြင်အနောက်မြောက်တိုင်းစစ်ထောင်နဲ့ကျုံနမခအတွင်းမှာရှိတဲ့စစ်စင်ရင်းနဲ့လေ့ကျင့်ရေးယုံရှိရာအဆောက်အအုံကိုထိမှန်ပြီးယုံနှစ်ခုစလုံးပျက်စီးသွားခဲ့တယ်လို့လည်းသိရပါတယ်။စီကိုတောင်နဲ့အရန်ပစ္စည်းဒီကိုတောင်လဲမီးလောင်ပျက်စီးခဲ့ပြီးအရာရှိကြီးနေအိမ်ကိုလည်းထိမှန်သွားကြောင်းသိရပါတယ်။ကျွန်တော်တို့ရှစ်ဆက်ပြီးလဲပို့ပြီးတော့ထိရောက်တဲ့မစ်ရှင်တွေကိုဆက်လက်ဖော်ဆောင်သွားပါမယ်လို့ပြည်သူတွေကိုအသိပေးကြည်မာတယ်ဆိုပြီး Brave Warrior for Myanmar VWM ဖွဲ့တာဝန်ရှိသူတူကပြောပါတယ်ဒီတိုက်ခိုက်မှုကိုတော့ Vrayer for မြန်မာ VWM ရဲ့ဥဆောင်စီမံမှုနဲ့မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Sharon မုံရွာရွှေတရီကံမဟာမိတ်တရင်နဲ့ Justice Brother Foot အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်သွားအောင်ပါနောက်သတင်းကတော့ပြည်သူတွေကိုဘုံကျက်တက်ပြက်နေတဲ့စစ်ဘက်လေရင်ပိုင်းလော်တွေကိုမလုံးအဖြစ်နဲ့ MAI MNA နဲ့အရက်ဖတ်လေးချောင်းလိုင်းတွေမှာလင်းမှုအဖြစ်နဲ့လုတ်ကင်ခွင့်ရရှိရေးလိုအပ်တဲ့သင်တန်းတွေတက်ခွင့်နဲ့လုတ်ခွင့်တွေပေးဆောင်လာတယ်လို့သိရပါတယ်အဲ့တော့ဂျမတ်ဆက်ရှင်ကောင်စီတက်ရဲ့ဂျက်ဖိုက်တာတွေဒီပြည်သူကိုတက်ဖြတ်တဲ့လင်းရင်တွေကိုမောင်းနှင်ကြတဲ့လင်းမှုတွေကအခုနောက်ပိုင်းမှာဟိုသူ့လက်ကိုယ့်လက်နဲ့တွန်းဆုပ်တွန်းဆုပ်ဖြစ်လာရတဲ့အခြေအနေကိုရောက်ရှိလာတာပါဘာကြောင့်လဲဆိုလို့ရှိရင် ကြမ်းမဆက်ရှုံးကောင်စီတက်ရဲ့ဒီ jet fighter တွေကိုမကြသေးခင်ရပ်ပိုင်းကပဲတော်လိုင်းတပ်ဖွဲ့တွေကပြစ်ချနိုင်ခဲ့တယ်။အရင်လားပိုင်းတွေကလည်းပြစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်လေးအဲခက်စိတ်စိတ်ဖြစ်လာတဲ့အခါမှာလေရင်မှုတွေကအရင်တော့ဆိုရင်တော့လေရင်မောင်းရဖို့အတွက်အလူရက်လေရင်စီခိုးရောက်ဖို့အလူရက်ရှိနေကြပေမဲ့အခုနောက်ပိုင်းမှာတော့မင်းရင်သွားလိုက်ကိုကြီးရင်သွားလိုက်ညီလေးရင်သွားလိုက်ဆိုတဲ့အခြေအနေတွေရှိလာတဲ့အခါမှာမာလာဘက်ကမလုံးနေပြန်ပြီးတော့ပြေးလာတာဖြစ်ပါတယ်။သတင်းပြေဆုံးကျွန်တော်တို့ကြည့်အောင်ပါ။ မြန်မာနိုင်ငံတော်မှာပြည်သူ့ဘုံကျဲတက်ဖြတ်နေတဲ့စစ်ဘက်လေရင်ပိုင်းလော်ရီကိုမလုံးဖြစ်နဲ့ MAI MNA နဲ့အရက်ဘက်လေကြောင်းလိုင်းတွေမှာလေယာဉ်မှုဖြစ်လာသေးရေးလူအပ်တဲ့တင်တန်းတွေတက်ခိုင်းပြီးတော့လေယာဉ်မှုအဖြစ်နဲ့ယာယီလုတ်ကင်ခွေပေးမှုတွေရှိနေကြောင်းမြမလေကြောင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာအကြမ်းမဆစ်ရှုံးကောင်စီကနိုင်ငံတော်မှာဘုံကျဲတက်ဖြတ်နေတဲ့လေတက်ကအရာရှိတွေနဲ့ပိုင်းလော်ရီကိုမလုံးဖြစ်နဲ့အရက်ဘက်လေယာဉ်မှုအဖြစ်နဲ့လုတ်ကင်ခွေရရှိရေးလူအပ်တဲ့တင်တန်းတွေတက်ခိုင်းတာ ယာယီလေရင်မှုအဖြစ်နဲ့လောက်ကန်ခွင့်ပေးတာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်ပါဝင်ပြပခီးစဉ်တွေမှာလိုက်ပါစေတာအဲ့ဒီအခွင့်အလမ်းတွေကိုပေးအပ်လာတာလည်းဖြစ်ပါတယ်စစ်လေရင်ပိုင်းလို့အတွက်မလုံခုံမလားသူတို့လာသာကောင်းကောင်းနဲ့အရက်ဖက်ရောက်ရင်လောက်ကန်စားတောက်နိုင်အောင်အရက်ဖက်လေရင်မှုဖြစ်ဖို့လိုအပ်တဲ့တန်းန်းတွေကို DCA နဲ့လေချောင်းလိုင်းတွေဘက်ကစီစဉ်ပေးတယ်လေတက်မှာလက်ရှိယာဒူးနယ်ပဲယာယီခဏအလို့ဝင်တာလည်းရှိတယ်လာသာကတော့နှစ်သီးစား တက်ကရာရှိတွေရဲ့အိမ်မက်ကိုဒီဘက်ကနေအကုန်ဖြည့်ဆည်းပေးနေတာဆိုပြီးမြမလေးချောင်းတရင်ရင်မြင့်ကပြောဆိုပါတယ်စစ်ရှုံးကောက်စီကဘုံကျဲနေတဲ့စစ်လင်ရင်ပိုင်းလော့တွေကိုအဲ့လိုမျိုးမလုံးပေးစီစဉ်နေတဲ့အတွက်စစ်လင်ရင်ပိုင်းတော့တွေအားမှာနိုင်ငံတော်လေချောင်းနိုင်ငံမှုဘုံကျဲမှုတွေအတွက်သူတို့တာဝန်ဘဝတက်လန်းတာဝန်ဖြစ်နေကျူးကျူးဆဆလောက်ကင်လာတယ်လို့မြမလေးချောင်းတရင်ရင်မြင့်ကပြောဆိုပါတယ်တော်ယုံတာမန်လူစိတ်နဲ့ဆိုရင်တော့ကိုဘုံကျဲလိုက်လို့ကလေးတွေမျိုးသမီးတွေတက်ကြီးရွယ်တွေတင်ရင်ဘယ်ခံစားနိုင်မလဲ ဒါပေမဲ့လေးတက်ဘက်မှာရလက်များတဲ့ဘုံကျက်မှုတွေဆိုရင်ဒီလိုမလုံးပေးထားတဲ့အစီအစဉ်တွေရှိတော့ငါဘုံကျက်နိုင်လေဘဝတက်လန်ပူကောင်းလေဆိုတာမျိုးဖြစ်လာတာဘုံကျက်လို့လူမသိရင်တော့ဒီတောက်တစ်ခေါက်ခေါက်ဖြစ်ကုန်ကြတာအဲ့လိုဖြစ်အောင်လဲစနစ်တကျကိုလေးတက်ထဲမှာလှုပ်ထားတာဆိုပြီးလေချောင်းတရင်ရင်မြက်ကဆက်ပြီးတော့ရှင်းပြပါရခင်ဗျာဒါပြင်24 hour company ပိုင်ရှင်ဦးအောင်အောင်ဇော်ပိုင်ဆိုင်တဲ့ MAI လေချောင်းလိုင်းပါဝင်ပြည်တွင်းလေချောင်း ီခီးစဉ်တွေမှာလိုအပ်တဲ့လေရင်မှုကြီးတွေလေရင်မောင်တွေပါဝင်လေချောင်းဆိုင်ရာဝန်ထမ်းတွေကိုလည်းလေတက်တဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေကိုဦးစားပေးပြီးတော့ခန့်အလျက်ရှိနေတယ်လို့သိရပါတယ်အဲ့တော့ဒီထဲမှာဒီလေချောင်းတရင်ရဲ့မြက်ကပြောသလိုမျိုးပဲပြည်သူကိုတက်ပြတ်ဖို့နေရာမှာတော်တော်လေးကိုတက်တက်ကြွကြွဖြစ်နေရတဲ့နောက်ခံကြောင်းရင်းတွေကိုကျွန်တော်တို့တွေ့ရတွေ့ရတာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးပိုင်းလော့တွေတေးပြီးဆိုရင်လည်းကျွန်တော်တို့အရင်ရက်ကဒီပလဲတယ်မှာဖြစ်သွားတဲ့ကိစ္စဆိုကြည့်လိုက်ပါဒဇစီ အသားတွေပဲ့ထွက်ပြီးသေလို့သေမှန်းတော့မသိအောင်ရုပ်ပြက်ဆင်းပြက်ဖြစ်ရတဲ့အခြေအနေမျိုးပြည်သူကြိမ်စာ ပြန်ပြီးတော့စူတာဝိတ်ကတော့နောင်ဘဝမကူဘဲနဲ့လေတဲ့ပြဿနာမျိုးဒီကောင်လေးခံစားရတာဖြစ်ပါတယ်။နောက်ထပ်ဝန်သားတရားကောင်းတဲ့သတင်းတစ်ပုဒ်ထပ်ပြီးတော့ပြောပြချင်ပါတယ်။ဒါကတော့ကိုလင်းလင်းတို့မချစ်သူဝေတို့ရဲ့ရောင်ဒီ live in san francisco ပွဲကိုလူကြီးတထောင်လောက်တက်ရောက်ပြီးတော့ရရှိတဲ့ရမုံငွေအကျိုးမြတ်အားလုံးကိုပြန်လည်လှူဒါန်းမယ်လို့သိရပါတယ်။ အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်တဲ့ရောင်ဒီ Life in San Francisco ပွဲကိုလူကြီးတထောင်လောက်တက်ရောက်ခဲ့ပြီးတော့ပွဲကနေစုစုပေါင်းရန်ပုံငွေဒေါ်လာ134,500ရရှိကရရှိလာတဲ့ကျိုးမြတ်အားလုံးကိုရောင်ဒီဒီတစ်ခုလုံးရဲ့ဒီရည်ရွယ်ထားတဲ့အတိုင်းရောင်ဒီပွဲတွေလုပ်တဲ့ရည်ရွယ်ချက်အတိုင်းဒေါ်လာမိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးမိသားစုကြာဆုံးရဲဘော်တွေရဲ့ကျန်းမာရေးမိသားစုတွေ CDM မိသားစုတွေ Active မိသားစုတွေနိုင်ငံမိသားစုတွေ မြေပြင်ခေါင်းဆောင်အဲ့ဒီမိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးကိုမြေပြင်ခေါင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့ပညာရေးစရိတ်ပို့ဆောင်တာတွေတောင်ပေါ်တောင်အောက်ဒေသအနှံ့ကဒန်းတူလူခွင့်ရေလှုပ်ရှားသူတွေအတွက်အချိန်မဆိုင်မဲနဲ့ဒီလိုမျိုးကူညီပါဝင်တဲ့လုပ်ငန်းတွေမှာဖြစ်စည်းမယ်လို့သိရပါတယ်ပို့ဆောင်ပေးမယ်လို့သိရပါတယ်ဒါကတော့အမှုပညာအားနဲ့တပွဲတပွဲဆိုလို့ရှိရင်ကိုလင်းလင်းတို့မတ်ချက်သူတွေရဲ့အားကလည်းတော်တော်လေးကို ကြီးပါတယ်။ဘာကြောင့်လဲဆိုရင်စိတ်နှလုံးသားစစ်စစ်မှန်မှန်နဲ့ပြည်သူပေါ်မှာစေတနာထားတဲ့အခါမှာပြည်သူရဲ့စေတနာတွေပြန်ပြီးတော့တက်ရောက်မှုရှိတာပါ။ကိုကျိုးတမဟုတ်ဖဲနဲ့တိုင်းမိမှာပိယိတ်တက်လို့ပြောတဲ့ပြည်သူလူထုကြီးဒုက္ခရောက်နေတဲ့အခါမှာပြည်သူဒုက္ခကိုဒုက္ခပြည်သူမျက်ရည်ကိုကိုမျက်ရည်ပြည်သူအပူကိုအပူလို့မှတ်ယူပြီးတော့တစ်ဖက်တစ်လမ်းကနေအမှုပညာအားနဲ့ရုံးကန်နေကြတဲ့ဇနီးမောင်နှံဖြစ်ပါတယ်။အဲသူတို့နဲ့အတူရောင်းနေဖွဲ့တော်သားတွေကိုလည်းပြည်သူလူထုရဲ့ကိုယ်စားတကယ်ကိုကျေးဇူးတင်ရပါတယ်ခင်ဗျာ။ တော့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုသွားအောင်ပါနောက်သတင်းကတော့မြိုင်နယ်ကသတင်းမှာမြိုင်နယ်မှာဒီ0ရွာမှာရှိတဲ့စစ်ဘေးရှောင်တွေခိုးလုံနေတဲ့ဘုံကြောင်းကိုအကြမ်းဖက်ဆက်ရုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတဲ့အတွက်ပြည်သူတဦးတေဆုံးပြီးတော့ဇေဒီပထိုးနဲ့ဘုံကြီးကြောင်းလုံးဝပျက်စီးသွားရတယ်လို့သိရပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါမကွေးတိုင်းမြိုင်မြို့နယ်0ရွာမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ဘုံကြီးကြောင်းကိုအကြမ်းဖက်ဆက်ရုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရမှာပြည်သူတဦးတေဆုံးခဲ့ကြောင်းဒီဒေသပြည်သူတွေက ောဆိုတော့ကျွန်တော်တို့တွေ့မြင်ရပါတယ်ဂျွန်လ16ရက်နေ့မနေ့ကမွန်းလွဲ2နာရီ20မိနစ်လောက်မှာမြန်မြွနယ်0ရွာမှာရှိတဲ့စပေးဆောင်ပြည်သူတွေနေထိုင်တဲ့ဘုံကြီးကျောင်းကိုဂျမ်မတ်ဆက်ရှင်ကောက်စီတက်ကဂျက်ဖိုက်တာနဲ့ဘုံကြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့တော့တိုက်ခိုက်မှုတွေမှာစပေးဆောင်အမျိုးသမီးတဦးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိက2ဦးကတော့ဒဏ်ရာချေနေစိုးရင်ရကြောင်းဇေဒီပထိုးတွေနဲ့ဘုံကြီးကျောင်းလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်စစ်ဆောင်နေနေတဲ့ဘုံကြီးကျောင်းကိုကျဲသွားတာမြို့သမီးတူဦးတည်ဆုံးတယ် ထိခိုက်ဒဏ်ရာရရှိသူတွေများတယ်ခုနှစ်ဦးလောက်ရှိတယ်ဒဏ်ရာရရှိသူနှစ်ဦးကစိုးရင်ရတယ်ကလေးငယ်တွေလည်းသတိလစ်တာတွေရှိတယ်ကမ္မဘဝင်ဒီပောက်လန်းအနီးတဝိုက်ကရွာတွေကပြည်သူတွေကဘုန်းကြီးကျောင်းမှာဆစ်ဆောင်နေတာဖျားရှိခိုးတဲ့နေရာကိုကျသွားတာအသက်အသက်အရွယ်ကတော့တည်ဆုံးတဲ့သူတွေရဲ့အသက်အရွယ်တော့မသိရသေးဘူးဆိုပြီးဒေသပြည်သူတို့ကပြောပါတယ်အကြမ်းဖက်ဆစ်ဆုံးကောင်စီတက်ရဲ့ပြည်သူကိုနေ့စဉ်မပြတ်တပ်ဖြတ်မှုတွေတွေကတခုဖြစ်ပါတယ် အဲ့တော့နောက်ထပ်တက်ပြမှုတစ်ခုထပ်ရှိပါသေးတယ်ဒါကတော့မင်းကွန်းနယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ရှုံးကောင်စီတပ်ကကျောင်းနိုင်ဆရာတော်တပါးပါဝင် ပြည်သူ၄ဦးကိုတက်ပြပြီးတော့ရွာနှစ်ရွာကိုမိရှို့လိုက်တယ်ဆိုတဲ့သတင်းမှာစကိုင်းမြို့နယ်မင်းကွန်းကျောကို၅ရက်တာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကစစ်ရှုံးကောင်စီတပ်ကကျေးရွာနှစ်ရွာကိုမိရှို့ဖျက်ဆီးကာကျောင်းနိုင်ဆရာတော်ပါဝင်ပြည်သူ၄ဦးကိုတက်ပြထားတယ်လို့ဒေသခံတွေဆရာသိရပါတယ်ကျွန်တော်၁၇ရက်နေ့ အဲ့ဒီနေ့ကစတင်ပြီးတော့သခိုင်းမြို့ရဲ့မြောက်ဘက်ကဒီစစ်တပ်ကာကင်းတွေကစစ်သားတွေအကုန်စုပြီးတော့မင်းကုန်းရွာတွေကိုစစ်ကြောင်းထိုးပြီးတော့ဝင်ရောက်လာခဲ့တာလို့သိရပါတယ်။အဲ့နောက်မှာတော့မြောက်ဘက်ကကင်းရွာကိုဆက်ပြီးတော့စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့အချိန်တော်လိုင်းတက်တွေနဲ့ပြန်လည်တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီနေ့မှာပဲစစ်ရှုံးကောက်စီတဲ့စစ်ကြောင်းပြန်ဆုတ်ခဲ့ပြီးဒီကင်းရွာနဲ့မင်းကုန်းရွာကြားတွေကစုတောင်းပြေဘုံကြီးကျောင်းကိုဂျမ်ဘတ်စစ်ရှုံးကောက်စီတပ်သားတွေကဝင်ရောက်စီးနင်းခဲ့ပါတယ်။ဘုံကြီးကျောင်းကိုဝင်ရောက်ပြီးတော့ကျောင်းတန်းစီရော်ကို ဲကျောင်းနဲ့ဆရာတော်ဆရာတော်ရဲ့မေရိုနဲ့ရောက်ဖတ်တော်ဆက်သူတွေကိုစရှုံးကောက်စီတက်ကပြစ်ပြီးတော့တတ်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဂျွန်လာ73ရက်နေ့မှာတော့အင်အားအလုံးကြီးနဲ့ထိုးလာပြီး PD ရဲ့ကာကင်းဒီကာကင်းပေါက်ပြီးတော့ကင်းရွာကနေချောင်းမကြီးရွာထိစရှုံးကောက်စီတက်ကဝင်ရောက်လာတယ်လို့ဒေသခံတို့ကပြောပါတယ်73ရက်နေ့မှာချောင်းမကြီးကျေးရွာကိုဝင်ရောက်ပြီးတော့ဒေသခံတွေကရွာရဲ့အနောက်ဘက်ကိုစစ်ဆောင်ခဲ့ပေမဲ့မင်းဝန်တောင်ယိုးကတက်လာတဲ့စစ်ကြောင်းတွေတွေ့ပြီးပြစ်ခတ်ခံရပြီးတော့တက်ကြီးအမျိုးသားတအုပ်တွေဆုံးပြီး လူလက်ပိုင်းမြို့သမီးနေဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လဲဒေသခံတွေကပြောပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့စကိုင်းတိုင်းထဲမှာပြည်သူမချမ်းဘုန်းတော်ကြီးမချမ်းတက်ပြတ်နေတဲ့ရုပ်ကန်းနဲ့အကြက်ဘတ်ဆစ်ရှုံးကောင်စီတက်ရဲ့နောက်ထပ်လုပ်ရက်တစ်ခုဖြစ်ပါတယ်ခင်ဗျာအဲ့တော့သတင်းတင်ဆက်မှုကတော့ဒီညအတွက်ဒီမျှပါပဲအဲ့တော့ဒီနေ့မှာကျွန်တော်တို့အစိုးပိုင်းကတင်ခဲ့တဲ့အမီတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မဲ့မွေးနေ့မှာကမ္ဘာမှာ greenness စံချိန်တင်မှုအတွက်ကျွန်တော်ရှိကိုဗီဒီယိုရုပ်သံနေပေးပို့လို့ ရပါပြီပေးပို့လို့ရနိုင်တဲ့ဒီ Viber ဖုန်းနံပါတ်နောက်တစ်ခါ Telegram ဖုန်းနံပါတ်ကိုလည်းကျွန်တော် post တင်ပေးထားပါတယ်အဲ့တော့ခုကျွန်တော်သတင်းတွေပြောနေတဲ့အချိန်မှာကိုပဲပို့နေတဲ့သူတွေကຢာနဲ့ချီပြီးတော့ရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တခုချင်းစီမလစ်လက်အောင်လို့ဒီညမနက်ဖြန်မနက်မှာအဲရုပ်တံတွေစုပြီးတော့ grenade စံချိန်မှတ်တမ်းတွေကိုထည့်သွင်းနေရှိဦးပြန်ပြီးတော့ပို့ပေးမယ်လုပ်ငန်းစဉ်လုံဆောင်ပါမယ်အဲ့တော့ဖုန်းမခေါ်ဘဲနဲ့ကျွန်တော်ဗီဒီယိုတွေပဲရိုက်ပြီးတော့ပို့ပေးပါပြည်တွင်းကသူတွေကလည်း လုံကြုံရေးစစ်ရှုံးကောင်စီကဒီလိုရုတ်တံတွေရိုက်လို့စစ်ရှုံးကောင်စီဒီစစ်တပ်ကနေပြီးဒုက္ခပေးနေတာဆိုဒုက္ခမပေးနိုင်ပါဘူးဒီပို့လိုက်တဲ့ရုတ်တံကျွန်တော်ရှီရလဲဘယ်မှပြတ်နတ်မှာမဟုတ်ပါဘူး green နဲ့စံချိန်တင်မဲ့စံချိန်တင်သွင်းမဲ့စီဘူပဲပေးဖို့မှာပါဒီ YouTube မှာရောတခြား Facebook မှာတခြား Social Media တွေကနေဒါတွေကိုပြန်လည်ပေါ်ပြမှာမဟုတ်ပါဘူး privacy ရှိရှိနဲ့လုံးလုံးရေးရှိရှိနဲ့ပြပို့လို့ရပါတယ်ဒါဟုတ်မှစိတ်ထဲမှာမသွမ်းမသန့်ဖြစ်ရင်လဲ mask တို့မျက်မှန်တို့တက်ပြီးတော့ ရိုက်ပြီးတော့ပေးဖို့လို့ရပါတယ်စက္ကန့်30ထက်ကျော်လို့မရပါဘူး happy birthday အမေစုဒါမှမဟုတ် happy birthday အဖွားစုဆိုတဲ့စာသားနဲ့စတင်ရပါမယ်အဲ့တော့အဲ့ဒီရုပ်တံဖိုင်းကိုရိုက်မယ်ဆိုရင်ကိုမျက်နှာကိုဖုံးထောင်ပြီးတော့ကိုကကိုဆယ်ဖီရိုက်တာပဲဖြစ်ဖြစ်အဲတခြားကိုအိမ်မှာရှိတဲ့ကလေးတွေမြေးတွေမြစ်တွေဒါမှမဟုတ်ရှင်တူရီသားတွေကိုရိုက်ခိုင်းတာပဲဖြစ်ဖြစ်အဗီဒီယိုရိုက်ပြီးတော့ပေးပို့ရမှာပါဓာတ်ပုံပို့ရမှာမဟုတ်ပါဘူးအတန်ဖိုင်ပို့ရမှာလည်းမဟုတ်ပါဘူးဗီဒီယိုရိုက်ပြီးတော့ပေးပို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် ေါ်ပြထားတယ်အခုသတင်းပြီးရင်လည်းနောက်မှဘယ်နေရာပြပို့လို့ရတယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့ Viber ဖုန်းနံပါတ်နဲ့ Telegram ဖုန်းနံပါတ်ချန်ထားခဲ့ပါမယ်အဲ့ဒီကိုပြပို့နိုင်ပါတယ်အခုအဲ9000ကျော်6000ဝန်းကျင်ဒီပါကိုရောက်ရှိလာပါပြီစုစုပေါင်း8000ပြပို့မှာပါ8000ပြပို့နိုင်လို့ရှိရင်အမေစုကအဲကဘာမှာလူတွေကမွေးနေ့စုတောင်းတာအများဆုံးစုတောင်းပေးတာအများဆုံးခံရတဲ့ Greenit စံချိန်ဝင်တဲ့ပုံကိုတူဖြစ်မှာပါအဲ့တော့အဲ့ဒါက ဂရင်းနစ်ဆိုင်ရှင်ဝင်တော့ဘာဖြစ်လဲဆိုတဲ့မေးစရာရှိပါတယ်အဲ့ဒါကြီးကဟိုကြည်လာသေးလားကောင်းလားမကောင်းလားဆိုတာဒီထက်ကျွန်တော်တို့ရဲ့မေတ္တာကျွန်တော်တို့ရဲ့တရိယာအကြောင်းကိုပြန်သပေးဖို့သာအရေးကြီးပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခုအရွယ်ကြီးထိအဖိုးအဖွားအရွယ်အသက်၈၀အရွယ်ထိတိုင်းပြည်နဲ့လူမျိုးအတွက်တိုင်းပြည်ကောင်းဖို့အတွက်ကုဘဝကိုအဆုံးရှုံးခံပြီးတော့ကိုယ့်ရဲ့တလန်တွေကိုယ့်ရဲ့မိသားစုဘဝတွေတခြားနေရာတွေဆုံးရှုံးခံပြီးအနစ်နာခံပေးနေတဲ့အမေအဝေးတယောက်အတွက်မေတ္တာတွေပြသ ပေးရမယ်အစီအစဉ်မှာဒါကြောင့်မလို့ကျန်တဲ့ဘာဖြစ်မယ်ညာဖြစ်မယ်တွေကိုခဏထားပါမေတ္တာတွေကိုယ်မှာရှိသလောက်ပေးခြင်းနဲ့ဆိုရင်ပေးလို့ရပြီဆိုတော့လာပြီးတော့အတိပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီညမှာသတင်းတင်ဆက်မှုနဲ့ပြည်သူလူထုစီကိုသတင်းစကားပမှုကတော့ဒီမျှပါပဲပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်ဆုံပါမယ်ခင်ဗျာ တော်မိသားစုဆက်ခံရခြင်းနဲ့လည်းလည်းအဲဒီအတွက်မှာမိသားစုမျိုးများနေတဲ့ဖက်ပြီးကိစ္စလာမျိုးပေါ်တတိဖက်ပြီးလာနေလူစုလူဝေးတို့ချင်းများမကြည့်ကြဘူးတိုက်တယ်လို့ဟောပါလေခင်ဗျာမိရေရေခြင်းနဲ့မိသားစုဆက်ခံရခြင်းအပြီးတော့မှာကိုယ်ကိုယ်ချင်းများကိုယ်ချင်းများတင်းလာတာမခံကြဘူးမိသားစုခံရပါလေခင်ဗျာတော့ဘယ်လိုလဲလူစုဆက် ဥစ္စာဖုံးနာရေကြောင့်တက်ဆက်ထားရဲ့နေရာများကိုတော့မင်းလာချင်းကြည့်ရှင်ချင်းများမပြီးလို့ဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါတယ်ခင်ဗျာဒါပေမဲ့ဘုရားဒီဒီဒီများနေမဲ့မိမိရဲ့အိမ်ကြီးထဲမှာဘုန်းကြီးရှင်နဲ့ဘုန်းကြီးနဲ့မဖြစ်မလို့ဒီထားကြလို့ရပါတယ်အိမ်ထဲအိမ်ပိုင်းမှာဘုန်းကြီးရှင်နဲ့ခရုကြီးတွေသူပေးထားကြတယ်အခုလိုပြုလို့ရပါတယ်ခင်ဗျာဒါကြောင့်မလို့မိမိရဲ့အိမ်ကြီးထဲမှာ လေရဲမာတာဝေနိုင်အတွက်ဘုန်းတော်ကြီးနဲ့ကျွန်တော်ကြီးများမခုမနေစတဲ့ပြုပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုတော့ that hit the scene. Say that's what I do with me. Chose a deck for me. Clarity on Zoom to a that we be set me. Now he goes he tell you at me. Sana bring me pain, ma. Now I let me. Yeah, you play the BB. That did this on you. Yeah, do I not you, ma. Chimo, you can be. Yeah, you can't sweat, yeah, you can't. ယုံကြည်သည်ဘာမတိဒီလိုမှာမွေးတဲ့အောင်စီသည်တိုက်ခွေလိုက်လေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းတို့သည်တမိုင်းချင်းပေးဆက်ပေးကြကတိပြုသင်စာသည်ဒီလိုလူလူအပေါင်းဤစံသာပြရမည် နိုင်ငံတော်ကိုထုတ်စစ်ချမိ 的酸阿土尼，就差点着迷。飞来皮老鼠阿快阿带对比三米，大卫古吉太远加米。萨拉库尼佩马塔拉来对你，夜夜对到比比，代替的萨尼，前途阿那有呀，最梦有天尼，年纪伢的帅天尼。有几滴，把那滴。 ီသည်ပါမတိ Tribute this artist, give you a bounty, send up to your knee. 欢乐我，祝谁叫你？